တောင်ကူမှာကိုရင်ချောင်းသူလေးကိုမရင်းကျစ်တက်ဖြတ်သူနှုတ်တွေတဲ့ချမဲ့ခံရအလုံးမီမင်္ဂလာပါဒီလာပိုင်းတဲမှာဆိုရင်တော့မြန်မာနိုင်ငံနဲ့ပြားမှာမရင်းကျစ်တက်ဖြတ်မှုသတင်းညာဇက်တိုက်ထွက်ပေါ်နေခဲ့ပါတယ်။နောက်ပိုင်းနှစ်တွေအတွင်းမှာရာဇဝဲမှုတွေဟာဆူဆူဝါးဝါပေါ်ပေါက်နေကြတာဖြစ်ပြီးတော့ဒီထဲမှာမရင်းမှုတွေလည်းပါဝင်နေကြတာပါ။အချို့မှုတွေမှာတရားခံဖမ်းဆီးရမိတာလည်းရှိသလိုတရားခံမမိတဲ့အမှုတွေလည်းရှိနေတော့မဲဖြစ်ပါတယ်။ လူတိုင်းဝိုင်းတွေရုရှားဆက်ဆုပ်ဖို့ကောင်းတဲ့ဒီမှုတွေအတွက်နောက်ထပ်မကျူးလို့ရအောင်ကြီးလေးတဲ့ပြည်ချံတွေပေးဖို့အတွက်လည်းလိုအပ်နေကြတာပါ။ပဲခူးတိုင်းဒေသကြီးတွေမှာတန်ငယ်မင်းတို့ခုအတွက်တည်တံပြည်တံစီရင်လိုက်ပြီးပဲဖြစ်ပါရည်။တာကိုမျိုးနဲ့ကျုံကုတ်ကြီးရွာမှာအသက်16နှစ်ရွယ်ကိုရဲကျောင်းသူလေးကိုမရင်းကြည့်ပြီးတော့တက်ဖြတ်ခဲ့တဲ့အမျိုးသားနှစ်ယောက်ကိုမင်းဆက်နေရက်ကတောင်ငိုခိုင်တရားရုံးကတည်တံကျိုးမိန်ပေးလိုက်ပါရည်။ဒီမှုဟာပြီးခဲ့တဲ့မလအတွင်းမှာဖြစ်သွားခဲ့တာပါ။ မလာ၁၉ရက်တော့ကတာဂိုမြို့နယ်ကျွန်းကုန်းကြီးရွာမြောက်ပိုင်းမှာမိမတွေလုပ်ငန်းခွေသွားနေတော့မှအိမ်မှာကြိုက်ခဲ့တဲ့အသက်၁၆နှစ်ရွယ်ကိုရင်ကျောင်းသူကိုတရော်တဲ့နေမျိုးသားနှစ်ယောက်ကအာဓမပြုတ်ချစ်ပြီးရေးရဲဆက်ဆက်တက်ဖြတ်ခဲ့တာဖြစ်ပါတယ်။အဆိုပါကိုရင်ကျောင်းသူလေးကို၅ချိန်အထိမင်းချင်းခဲ့ပြီးမှတက်ဖြတ်ခဲ့တာဖြစ်ကြောင်းတရားရုံးမှာထွက်ဆိုရလို့သိရပါတယ်။ကမာလီကမတက်ဖို့အတွက်တောင်းပန်ခဲ့ပေမဲ့လည်းတရားခဏအုပ်ဟာဓာတ်နဲ့လေပင်ကိုမတိမ်မချင်းခုတ်ပြီးမှတက်ဖြတ်ခဲ့တာပါ။ အမုတ်ကိုဆစ်ဆေးတဲ့အခါကောင်မလေးကို200လောက်ကမရင်ချင်တာငါးကျင်းမရင်ချင်ပြီးတော့လက်ဘင်းကိုကျိုးနဲ့ချီပြီးတတ်တယ်ကောင်မလေးကတောင်းပန်နေမသိဘူးဆိုတာသိတော့ဓမ္မနဲ့လက်ဘင်းကိုဆေးပြင်းနဲ့ပြေးခုတ်တတ်တာဒါကြောင့်တရားသူကြီးကတည်တယ်ပေးလိုက်တာပါလို့တရားရုံးနဲ့နှိဆက်သူတယောက်ကပြောပါတယ်ကျူလိုခရရဲကိုရင်เจ้าသူမင်းကလေးဟာဆိုရင်လေလိမ္မာပြီးတော့ចောင်းပညာရေးဘက်မှာထူးချွတ်သူတူဖြစ်တယ်လို့သိရပါတယ် တရားခံအုပ်ကိုအမြင့်ဆုံးပြစ်ဒဏ်တွေဆင်ရင်ဖို့အတွက်လေမြို့ခံတွေနဲ့မိသားစုတွေကအခင်းဖြစ်ချိန်မှာတရားရုံးထိလာရောက်စ조사ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ20ရက်ရုံးချိန်မှာတော့တောင်ကိုခရိုင်တရားရုံးကနေတရားခံတိန့်ထိုက်အောင်ခ တားပုနဲ့စီတူနိုင်ခမေကြီးတို့ကိုရာသသက်ကြီးပုံမှာ300နေရာဆစ်ဆေးပြီးမသိမချင်းကျိုးခွေးဆွတ်တတ်ဖို့အမိန့်ချခဲ့တာလို့သိရပါတယ်။တငယ်မလေးကျိုးလို့ရင်ဒီလိုသေးတဲ့ခရမေဆိုတာသိအောင်မြို့ခန့်နေရောရွာခန့်နေရောစူးစမ်းကြတာ။အခုလိုတည်တံပေးမှတနာယူတဲ့သူတွေကလင်းငယ်တွေကိုပြစ်မဲ့မထားရဲမှလို့လေမြို့ခံတယောက်ကပြောပါရီလက်ရှိမှာဆိုရင်တော့ဂျန်နေဒေတာတွေမှာလည်းမရင်းမှုတွေတရားရင်ဆိုင်နေကြရတာရှိနေပါရီဒီမှုတစ်ခုတည်းမှမဟုတ်ပေဂျန်နေမှုတွေမှာဆိုရင်လေကျူးလွန်သူတွေကို အမြင့်ဆုံးဖြစ်တဲ့နေစီဖို့လိုအပ်ပါတယ်။ဒါမှသာနောက်လူတွေလည်းဒီလိုပြစ်မှုတွေကိုမကျူးလွန်ရတော့မှဖြစ်ပါတယ်။ချီးရှို့အားပေးကြတဲ့တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလည်းခုလိုမျိုးအကြောင်းအရာတွေနဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ချီးရှို့အားပေးဖို့အတွက်မမေ့ကြပါနဲ့ဦးရှင်။အားပေးနှဆိုင်ခဲ့ကြတဲ့ပရိသတ်တယောက်ချီးစီလိုက်လေး ကပေးကြီးမှာကင်းဝေးပြီးတော့လူစိုးလူမိုက်ရန်ကနေပြီးတော့လေကင်းဝေးကြပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့စူတောင်းမြတာစကားလေးပို့တာရင်းနေပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်ပရိသတ်တယောက်ချေးစီတိုင်းကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းမြတာစကားလေးလက်စာပိုင်းနေပဲနှုတ်ဆက်လိုက်ပါရ